ပေအစာအရင်နေရ။ကိုကအစာအရင်နေ။နေနေ။တော်တော်နေတယ်။ဒါပေမဲ့ကိုကြီးနဲ့နေဘာမှလာမသိ။အဲတပေးအဲ့လောက်ဥစားတယ်တပေးတက်တက်ရှော့။အဲ့လိုပြောတော့မပြောချင်ပါဘူးဒါပေမဲ့အတိကအကြအဲ့လိုပြောပါတော့။ကျမ်းမာရေးအတွက်ပေါ့နော်။ကျမ်းမာရေးအတွက်အတိကကျမ်းမာရေးပဲ။ဘုဆိုလို့ရှိရင်ဘုရားနဲ့တောင်းပန်ရကြတော့အညိုးတော်ပါရဲ့နော် ဟုတ်တယ်မလားဟုတ်တယ်မလားအဲအတိကတော့အရင်တော့ကလည်းဆိုပြီးဒါမောလမြိုင်မှာလာပြီးတော့ဟိုဖဖေးကြီးတွေတချင်းဆိုတာအပွဲတက်တွေဆိုပြီးလုတ်ခုတယ်ပေါ့နော်ဒါကတော့ဘာဖြစ်ဒါမောလမြိုင်ကအကူကြီးကိုလက်ထပ်လိုက်ပြီးဆိုတော့ကိုလဲဒါမောလမြိုင်သူဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်ကဲ့ဒါတော့အဲမောလမြိုင်နဲ့တောင်ကျူရဲရတာဆွေးနွေးပြတာအမျိုးကြီးဖြစ်သွားပြီအမျိုးကြီးဖြစ်သွားပြီမငေးတော့အောင် လည်းသင်ပေးထားတယ်ဘယ်လိုလဲတော့ဖြစ်လုံးနဲ့ပဲပြောရတယ်ဆိုတခြားနိုင်တယ်တည်တယ်လေတခြားနိုင်တယ်တက်တယ်တက်ကူရအာလည်းမရတာအာဒီနလုံးလေးတက်တယ်စပေးကောင်းလားဟဲ့ဟုတ်လား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 ကျွန်တော်ပြောတာဟုတ်လားအဲ့ဒီမှာကြားလေးလို့ဟိုလူပြောတယ်ကျွန်တော်ကိုယ်တိုင်ကလည်းဟိုဘောတော့ဟိုလူပြောမယ် ဟိုအရင်အကြွန့်ကျင်နေရပြီးတော့မဟုတ်ပါဘူးသူကအနေအချင်းတော့ဟိုဘယ်လိုပြောမလဲတိကျတော့လေးပဲရှိကြတယ်ဆိုတော့သူတက်ချိုဟာလေးရောထားပါတော့မင်းရောအောင်လို့အရှိပေးတော့ရဟန်းလို့ဒါလေးတော့တိကျပါဘူးဟုတ်ကဲ့နည်းနည်းပါပဲအဲ့လိုတက်ကူရအောင်လို့မငေရအောင်လို့ကျက်မချဲလို့ကျက်မချမ်းလို့အဲ့လောက်ပါပဲအများကြီးတော့ဆိုပြီးမသိပါဘူးဟုတ်ဘယ်သူကစချစ်တာလဲ အဲ့တော့ဟိုမြင်လိုက်အောင်သူစုံမမြင်အောင်လို့နှစ်ယောက်မှထုတ်လိုက်တာဘယ်သူကစချစ်တာရဲ့လဲ Okay ကျွန်တော်ကမန္တလေးကိုသွားတဲ့အချိန်မှလည်းဟိုကစဖြာလာတော့ဆိုဖီးယားရင်စဖြာလာပါတော့။နောက်ပြီးတော့ကျွန်တော်ဖြာတယ်။ကျွန်တော်တော့ပြင်လေပြောချင်းမလေးရာတီကိုဖြာနေတယ်လို့ဟိုဟိုမလေးရာတီကိုအဖျားကနည်းနည်းလေးရှိသေးတယ်။ဒီနေ့ကတော့လောကကောင်းပါပြီ။ဆိုတော့ဟိုဘယ်ပြောမလဲ။ဟိုမန္တလေးကိုသွားတဲ့ခီးတင်မှလည်းဟိုဖြာနေရတယ်။ ဟိုဘယ်လိုပြောမလဲရာသီဥတုဟို changes တွေတမျိုးနဲ့တမျိုးသွားတဲ့အခါတွေမှာပြီးတော့ဟိုနည်းနည်းလေးဘယ်လိုပြောမလဲအခုအချိန်မှာဆိုပြထင်တယ်လို့ flow တစ်ခုခုဖြစ်တယ်ထင်ပါတယ်နောက်ပြီးတော့နည်းနည်းပွဲပင်မန်းတာလေးတွေရှိရဲဆိုတော့လေအနည်းနည်းလေးဘယ်လိုနည်းနည်းဖြားသွားတာဟုတ်ပြီးတော့နောက်တစ်ခုကကျွန်တော်ကကျတော့ချောင်းလည်းအရန်ဆိုးသွားတဲ့ခါကျတော့ဟိုချောင်းကအဆိုးလည်းလက်ချောင်းလည်းနည်းနည်းနာသွားတာပေါ့အဲ့တော့အတန်လေးလေးပို့လို့ဖြစ်သွားတာ

။ဆိုပြရအဲ့လိုအစားလျှောက်ရဆိုလို့ရှိရင်ဘောဘောဘောဒီတလုံးစားလားဒီတလုံးအဲ့ဒီတလုံးတဲ့ဘယ်တလုံးဝင်မှန်းမသိဘူး။ဆိုတော့ကျွန်တော်ကသူ့ကိုအစားကြီးမှမသိတာဘူး။ကျွန်တော်ကသူ့ကိုဘယ်လိုဘယ်လိုပြောရမလဲ။စားသင့်ခြင်းနဲ့ပေါ့နော်။ကိုကိုရဲလည်းစားတဲ့ပုံမှာသူ့လည်းစားသင့်ခြင်းနဲ့ပုံမှာအစားပါ။အတေးကျွေးရ။ပြီးတော့ကျွန်တော်အဲ့လိုတိုက်ပွန်းနေလို့အတေးကျွေးကျွေးရ။အဲ့လိုပါရှိတယ်ဒီမှာကျတော့ဟိုဘယ်လိုပြောမလဲအခုဆိုလို့ရှိရင်ဟိုကျွန်တော်ကပေါ့နော်ဟို အရင်ထက်သာလို့ရှိရင်အခုဆိုးပြီးတဲ့ဟိုစုံပြီးနောက်ပိုင်းမှာအစားတော်မှာနည်းနည်းလေးဟိုဘယ်လိုပြောရလဲဟိုနည်းနည်းလေးဟိုရှော့ချင်သလိုဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့ပုံမှန်ထားပါတော့ဗျာကျွန်တော်သမီးဟိုပမာဏတစ်ခုစားရသလိုရှိရင်ဟိုအဲ့လိုပမာဏလောက်ဒီမရောက်ခင်မှာအခုအခုစားတာအရင်များနေပြီးတော်ပြီးမစားနေတော့ရှော့ဦးဆိုပြီးတားလာပြီးရှိအခါကျတော့ okay okay ပေါ့ဆိုတော့ဒါမဲ့လေ okay okay ပါဆိုပေမဲ့ကျွန်တော်ကစားစားတော့စားပြီပါဒါပေမဲ့ခုနပြောသလိုအနားမှာတတိပြည့်တဲ့သူရှိတဲ့ပုံမှာတော့အခုလည်း ဟိုနည်းနည်းလေးဟိုအစားလေးထိန်းထားပြီးသားသဘောမျိုးလဲဖြစ်ချင်လဲဖြစ်သွားနိုင်တာပါเนาะသူပြကြအဲ့လိုဒီဝါချင်းမဝါချင်းထက်ဝါလဲချစ်တယ်ပိတ်လဲချစ်တယ်အဲ့လိုဝါချင်းမဝါချင်းလှချင်းမလှချင်းမဟုတ်ဘူးဆိုတော့ကိုရီးယားအသက်ရွယ်သည်လဲအသက်30ကျော်ပြီဖြစ်တဲ့တကြဘူးလို့အနောက်ပိုင်းနောက်ပိုင်းနေမှာကွာကြတော့ရေရှည်ကိုစဉ်းစားတာပေါ့เนาะအာဘာစီးကြိုဖြစ်နိုင်တယ်အသွေးတို့ဖြစ်နိုင်တယ်အဲ့အဲ့ဒါတော့ဆိုပြတအားလဲစိတ်ကူတက်တော့ပြီ ိုကိုကိုချစ်တဲ့သူတွေကိုဆိုလဲဆိုပြတားစိတ်ကူတယ်တော့အကိုငယ်အောင်ဆိုပြရဲပြောပြတဲ့အဲချပေးအဲ့လောက်ဥစားတယ်ချပေးတဲ့ short အဲ့လိုပြောတော့မပြောချင်ပါဘူးဒါပေမဲ့အကြီးကအကြအဲ့လိုပြောပါတော့ကုဒါပြောသလိုလူယောဂရဲ့ဘာတွေအဲ့လိုပြောတော်တော်စိတ်ပူရတဲ့သူဆိုတဲ့အခါကျနည်းနည်းလေး short စေချင်ပါဘူးကျမ်းမာရေးအတွက်ပေါ့နော်ကျမ်းမာရေးအတွက်အဓိကကျမ်းမာရေးပဲဟုတ်ကျွန်တော်မညံ့စေချင်ဘူးဟုတ်တယ်ပြီးတော့ကျွန်တော်တို့က view side ပြည့်တဲ့ဘောမျိုးတိတ်ကဲလို့ပြည့်တဲ့ဘောမျိုးတော့နောက်တစ်ခါကျတော့ဟိုဖြစ်နေလို့ရှိရင်တော့ကျွန်တော်တို့ exercise တွေပါလည်းလုပ်တင်တယ်ပေါ့နော် ါပဲဘယ်လိုပြောမလဲ SSL ပိုင်းကလည်းကျွန်တော်တို့ကတိတ်ပြီးတော့မလုပ်ဖြစ်ဘူးလောက်ရမှာလောက်ရမှာဟိုအစားနဲ့ပဲကျွန်တော်စင်မှာထိပြည့်နေတဲ့သဘောမျိုးနဲ့ပါလာတယ်အဲ့တူတဟိုကူရအဲ့ဒါတော့ပူဇာထားတယ်ဘာလို့လဲမိုးငါစားချင်တယ်လို့ပွဲပြီးသစားတယ်လို့ပြောထားတယ်မိုးငါဟိုစားချင်တယ်လို့ပြောထားတယ်အဲ့ဒါလေးတော့စားကြမယ်ပြီးတော့မလို့မှာဆိုလို့ရှိရင်ဒါဟိုဒေတာအစားစားတယ်မှာဆိုလို့ရှိရင်အကြံခမင်းပေါ့အကြံခမင်းဆိုလို့ရှိရင်ဒေတာအစားစားတယ်မှာဟိုအရန်ဟို ကဟိုကြိုက်ကြတယ်အစသာပြုတယ်ပါတယ်အခုဇန်သမီးလေးလည်းစားကြတယ်နော်စားကြတယ်ဟောညီနေတွေ့လားအရှမ်းပျော်ပါတယ်ကျွန်တော်တို့ရောအခုဆိုလို့ရှိရင်တော်တော်လေးကမှပျော်တယ်ဘလို့စိတ်ချမ်းသာတယ်ဘာကြောင့်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုကလည်းချစ်တယ်ကိုလည်းချစ်ခင်အပေးတယ်ပြိတ္တတွေနဲ့ကျွန်တော်တို့ရင်းနှီးနှီးကျွန်တော်တို့အမှုလို့တွေ့ရတယ်ခီးရည်လည်းထွက်ရတယ်ခီးရည်လည်းတွားရတယ်ဆိုတော့အခါကျတော့အရန်ကိုပျော်နေပါတယ် ဆိုတော့အရင်ကိုစိတ်ချမ်းသာပါတယ်အားပေးကြတဲ့ပိတ်ကပြုတစ်ယောက်ချင်းတန်းလို့လည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ